ဒီကနေ့တမိုင်းမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာသိရှိဖို့အတွက်တမိုင်းတွေကဒီနေ့1989ခုနှစ်ဇွန်လ16ရက်နေ့မှာစပိန်နိုင်ငံဟာပြင်သစ်နဲ့အမေရိကန်ပြည်အောင်စုတို့ကိုထောက်ခံပြီး Great Britain ဟာစစ်ကြေးညာခဲ့ပါတယ်။ဤလို့ရဟာ G brother မျိုးကို၃နှစ်၇လနဲ့နှစ်ပတ်ကြာဝိုင်းရံတိုက်ခိုက်ခဲ့တဲ့ G brother ဝိုင်းရံထားမှု Great Siege of G brother ရဲ့အစပဲဖြစ်ပါတယ်1903年မှာ Henry Ford ဦးဆောင်တဲ့ Ford Motor Company ကိုတည်ထောင်ခဲ့ပါတယ်။အဲ့ဒီလိုတည့်ရက်သေးမှာပဲ Pepsi Cola ကုမ္ပဏီကိုလည်းစတင်ဖွဲ့စည်းခဲ့ပါတယ်။ဒီက54ခုနှစ်မှာတော့ American ပြည်အောင်စုကဂျပန်နိုင်ငံရဲ့ကျူးရှုချက်ကိုဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။963ခုနှစ်မှာတော့ဆိုဗီယက်ယူနီယံကအာကာသမစ်ရှင် Vostok 6ကိုလွတ်တင်ခဲ့ပါတယ်။အဲဒီ Vostok 6မှာဆိုရင် Valentina Truskova ဆိုတဲ့မျိုးသမီးဟာပါဝင်သွားခဲ့ပြီးတော့သူမဟာ အာဂါတကို ပထမဦးဆုံးရောက်ရှိခဲ့တဲ့အမျိုးသမီးအာဂါတရဖြစ်ပါတယ်။ဂုဏမအစ္စရီနိုင်ငံဟာကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်အမှတ်425ကို လိုက်နာခဲ့ပြီး22နှစ်ကြာတက်ဆွဲထားတဲ့လက်နုံနိုင်ငံမှာအပြည့်အဝပြောင်းလဲဆုတ်ခွာပေးခဲ့ပါတယ်။အစ္စရီဟာလက်နုံတနိုင်ငံလုံးမှာဆုတ်ခွာခဲ့တော်တဲ့ အငင်းပွားနေသောရှိဖာချမ်းမြေဧရိယာကိုတော့ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်ဒီကနေ့ဂျွန်လ16ရက်နေ့မှာမွေးပွားခဲ့တဲ့သူတွေကတော့နာမည်ကြီးကောက်တီအကျော်မွန်ဖီလ်မက်ဂင်ဆင်နဲ့နာမည်ကြီးဘရပါကျူပါရှာကာရောပဲဖြစ်ပါတယ်